စနွေးဟာအိန္ဒိယနိုင်ငံကစတင်ခဲ့တဲ့ဟင်းခတ်အမွေးကြိုင်တစ်မျိုးဖြစ်ပြီးဆေးဖက်ဝင်အာနိသင်တွေလည်းများစွာရှိပါတယ်။ဒါပေမဲ့ဘယ်ရာမဆိုကောင်းကျိုးနဲ့ဆိုးကျိုးတွန်တွဲနေတယ်လို့စနွေးမှာလည်းကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိပါတယ်။ကောင်းကျိုးများရောင်ရမ်းခြင်းကိုလျော့ကျစေခြင်းစနွေးမှာပါဝင်တဲ့ခါကီမင်ဟာရောင်ရမ်းမှုကိုလျော့ကျစေတဲ့အစွမ်းထက်တဲ့ဓာတ်တမျိုးဖြစ်ပါတယ်။ဒါကြောင့်အဆင့်မြင့်ရောင်ယောဂ၊ဦးရောင်ယောဂနဲ့တခြားရောင်ရမ်းမှုဆိုင်ရာယောဂတွေကိုတက်တာစေနိုင်ပါတယ်။တက်တိုးဆန့်ကျင်အာနိသင် ခါခီမင်းဟာတတိုးဆန့်ကျင်အာနိသင်လည်းရှိတာကြောင့်ခနာကိုရဲကဆဲတွေကိုပျက်စီးစေနိုင်တဲ့ဖရီးရဲဒီကဲများတွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ဥနောက်ကျမ်းမာရေးကို ကောင်းမွန်စေခြင်းစနွင်းဟာဥနောက်ထဲက BDNF လို့ခေါ်တဲ့ဥနောက်ဆဲတွေကြီးထွားမှုကိုအားပေးတဲ့တက်ကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါကြောင့်မှတ်ဉာဏ်အားကောင်းစေပြီးအဲဇိုင်းမာယောဂါကိုကာကွယ်ပေးနိုင်ပါတယ်။နှလုံးယောဂါကိုကာကွယ်ပေးခြင်း စနွင်းဟာသွေးကြောတွေကိုကျန်းမာစေပြီးသွေးကဲခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုရောကျစေနိုင်ပါတယ်။ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း။ခါစီမင်းဟာကင်ဆာဆဲတွေကြီးထွားမှုကိုဟန်တာပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ဒါကြောင့်ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။အသားအရေကို ကောင်းမွန်စေခြင်း။စနွင်းကိုအသားအရေပေါ်လင်းပေးခြင်းဖြင့်ဝက်ချံအမာရိုးနဲ့အသားအရေရောင်ရမ်းခြင်းတွေကိုတက်တာစေနိုင်ပါတယ်။ဆိုးကျိုးများ။အစာအိမ်ပြဿနာများ။ စနွင်းကိုအလွန်ကြွန်စားသုံးပါကအစာအိမ်အောင်ခြင်းဝမ်းလျှော့ခြင်းနဲ့အစာအိမ်နာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။သွေးကြဲဆေးများနဲ့တပ်ပြူခြင်းစနွင်းဟာသွေးကြဲစေတဲ့အာနိသင်ရှိတာကြောင့်သွေးကြဲဆေးတွေနဲ့တွဲဖက်စားသုံးပါကသွေးထွက်လွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။တဲချေကြောက်တီခြင်းတဲချေကြောက်တီတတ်သူများအနေနဲ့စနွင်းကိုအလွန်ကြွန်စားသုံးပါကယောဂါကိုပိုဆိုးစေနိုင်ပါတယ်။ဓာတ်မတည့်ခြင်း အချို့လူတွေမှာစနွင်းနဲ့တက်မတဲတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ရားရံခြင်းအင်ပြင်ထချင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။တန်တက်ဆုပ်ယူမှုကိုအဟန့်တားဖြစ်စေခြင်းစနွင်းကိုအလွန်ကြွန်စားသုံးပါကခန္ဓာကိုယ်မှတန်တက်ဆုပ်ယူမှုကိုအဟန့်တားဖြစ်စေနိုင်ပါတယ်။တတိပြုရန်စနွင်းကိုဆေးဝါးအဖြစ်အသုံးပြုလိုပါကဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့နှုတ်တိုက်မိခင်တွေအနေနဲ့စနွင်းကိုအလွန်ကြုံမစားသုံးသင့်ပါဘူး။ စနွင်းကိုအလွန်ကြုံမစားသုံးဘဲတင်းတင်းမြတ်တာစွာစားသုံးခြင်းဖြင့်ကောင်းကျိုးတွေကိုရရှိနိုင်ပါတယ်။